ကျွန်တော်တို့နိုင်ငံကဗျအခုဒီထက်အကြည့်လို့ဆိုရင်တကယ်စုံချက်မှရှိတယ်အဲ့တော့မြန်မာနိုင်ငံကအခွင့်အရေးကောင်းတဲ့နိုင်ငံမရှိဘူးအဲ့တော့ကျွန်တော်တို့နိုင်ငံမအောင်ချီပြီးပြီးတော့စီးပွားရေးလုပ်ငန်းမလုပ်ဘဲဖြစ်ဖြစ်မြန်မာနိုင်ငံကိုဖျက်ပြီးတော့တောင်းမှာပဲဖြစ်ဖြစ်ဒီခုနကပြောတဲ့ကြီးမားတဲ့ဈေးကွက်ကြီးတစ်ခုလုံးကိုကုလသက်ဆံနိုင်ငံရမယ်ဆိုတာအဲသိနေပါတယ်ကျွန်တော်တို့ကတကယ်လို့တော်တော်လုပ်ဖို့ပြည့်တော်ကျအခြေခံနေပါပြီကျွန်တော်တို့အနေနဲ့ တန်းသားလေးတို့ကလည်းဦးစားပေးပြီးတော့ကျွန်တော်ဆောင်ရွက်ပေးမယ်။ကျွန်တော်ဆွေးနွေးထားပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်နောက်ကြိုက်ပြီးကြံခဲ့တဲ့တန်းသားနေပြည်တော်အားလုံးကိုကျွန်တော်ဦးစားပေးပြီးဆောင်ရွက်ပေးမယ်။အခုတော့ကျွန်တော်တန်းနေစရာကြော်လုပ်ပေးပါမယ်။ကျွန်တော်နိုင်ငံကဟိုကာဒီဆိုဒီမူဗီစနစ်ကိုတွားမှာကမတိချက်ပေါ့။အဲဒီကကျွန်တော်တို့ကလွတ်လာရပြီးတော့89ခုနှစ်ခုနှစ်မြတ်တာကြော်ကြခဲ့ပြီ။ကျွန်တော်တို့မှာပြိပာပြိပတ်ခပေါင်းများတာနဲ့ကြုံတွေ့ခဲ့ရတယ်။ဒါကြောင့်ကျွန်တော်တို့မှာရှိတဲ့ လူသားအပါဝင်အစားအသောက်အရင်းမြစ်တွေများစွာရှိတယ်။ဒါတွေတွန်းချမယ်ဆိုလို့ရှိရင်ကျွန်တော်တိုက်ပြီးရမိုးထွက်ကူးပြတဲ့တိုက်ပြီးတစ်ခုဖြစ်ရတယ်။ဒီလိုပြကျွန်တော်တို့ကပူပေါင်းဆောင်မှုလားလာရှာတဲ့ခါမှာရုရှားနိုင်ငံဟာကျွန်တော်တို့ပြပူပေါင်းဆောင်မှုလားလာရှိတဲ့နိုင်ငံတစ်ခုဖြစ်ကျွန်တော်တို့ကျွန်တော်မြင်ရပါတယ်ဒီရုရှားတနေနေလည်းတော့မပေါ့ပါဘူး။နိုင်ငံတွေများစွာရှိပါဦးပဲလည်းပဲအဲအရှင်မြတ်ဆုံးဆောင်ရပြနိုင်မဲ့နိုင်ငံတွေရုရှားနိုင်ငံဖြစ်တယ်ဆိုတာကျွန်တော်ပြပါမှာတော့ရုရှားနိုင်ငံကိုကျွန်တော်ဒီပြောလို့ရှိတဲ့ အခါချင်းဖြစ်ပါတယ်။ကျွန်တော်ကနိုင်ငံရေးကဆုံးဖြတ်ပြီးသားဖြစ်ပါတယ်။နိုင်ငံရေးကပါတီတို့ PD တောင်းဆိုတဲ့ပါတီတို့ဒီမိုကရေစီစနစ်ကိုကာဖို့တဲ့ကျွန်တော်တို့ကဆုံးဖြတ်ပြီးသားဖြစ်တယ်။အဲဒါကိုကျွန်တော်တို့ကအကောင့်တွေဖော်နေပို့တဲ့တစ်ခါကဒီပဲဖိုးဖုံးဆိုင်မှုတွေကျွန်တော်လုပ်ရမှာပါ။တစ်ခါကလည်း TV ညင်းညမ်းရေးကိုရောင်းနေကျွန်တော်လုပ်ရမှာပါ။အဲတော့ရာဇာတံပါးကြီးကလည်းဟာလာမြန်မာနိုင်ငံအတွက်ပတ်သက်ပြီးသူတွေဝဆားရဲ့ပူကြီးမဲလို့သူတို့ပြောတယ်။သူတို့ပဲအဲဒီလိုနိုင်ငံအတွက်မြန်မာနိုင်ငံရဲ့ဆက်လုပ်ကဲဆန်ကိုလည်း ကျွန်တော်မြန်မာနိုင်ငံပဲအဆအဆရကအကုန်လုံးကုလားဆော်ပြီးမယ်လို့ကုညီပြီးမယ်လို့ပြောတယ်။ဒါတည်းကကျွန်တော်တို့ကျွန်တော်တို့ရဲ့ခွန်အားတွေဖြစ်သလိုတိုက်ပြတယ်လေအားတစ်ခုကျွန်တော်ရမှာပါ။ကျွန်တော်တို့နိုင်ငံအပြားအခုအနေထားကြည့်လို့ဆိုရင်တကယ်စုံချက်မှရှိတယ်။ဟဲ့လားအရှေ့တအာရှနိုင်ငံမှာအနောက်ဘက်အကြံဆုံးအာဆီယံနိုင်ငံတွေမှာအနောက်ဘက်အကြံဆုံးနိုင်ငံဖြစ်တယ်။ကျွန်တော်ရဲ့အနောက်ဘက်မှာလူကြီးတန်ပေါင်းတိတိကနာ၄ဘီလီယံကျော်လောက်ရှိတယ်အိန္ဒိယနိုင်ငံရှိတယ်။အဲလူကြီးတန်ပေါင်းပြား၆ဆယ်ကျော်ရှိတယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိတယ်။ကျွန်တော်ရဲ့အရှေ့တောင်ဘက်မှာ ဒီတမ1400လောက်ရှိတဲ့ပြည်နိုင်ငံရှိတယ်။ဒီဒီဒီကတုံးမှုပေါင်းလိုက်ဆိုကျွန်တော်ဖိုးပြည်ရနေတော့ကျွန်တော်လူကြီးရှိတယ်လား။အဲတော့ဒီတောင်းမဲ့ပြားစုံရကြည့်မယ်ရှိရင်ကျွန်တော်ရဲ့တောင်းမဲ့စနစ်နဲ့အိန္ဒိယတုံးမှုတရားရောက်သွားမယ်။အဲမြောက်ဘက်ကိုထပ်ပြောင်းမယ်ဆိုရင်ရုရှားနိုင်ငံပြည်နိုင်ငံဖြတ်ပြီးတော့ရုရှားနိုင်ငံရောက်သွားမယ်။အနောက်ဘက်ကိုတောင်းမဲ့ဆိုရင်အိန္ဒိယနိုင်ငံရောက်သွားမယ်။အဲအရှိတောင်းမဲ့တောင်းမဲ့ဆိုရင်အာဆီယံနိုင်ငံတွေကိုရောက်သွားမယ်။အဲ့တော့မြန်မာနိုင်ငံကတော့အခွင့်အရေးကောင်းတဲ့နိုင်ငံမရှိဘူး။အဲ့တော့ ကျွန်တော်ကမောင်ချင်းကြည့်ပြီးတော့စီပွားရေးလုပ်ငန်းမလုပ်ပဲဖြစ်ဖြစ်မြန်မာနိုင်ငံကိုဖြတ်ပြီးတော့သွားမှာပဲဖြစ်ဖြစ်ဒီကုနာပြည်ကကြီးမားတဲ့ဈေးကွက်ကြီးတစ်ခုလုံးကိုကုလူဆက်ဆံနိုင်ခွင့်ရမယ်ဆိုတာအဲသိနေပါတယ်ကျွန်တော်တို့ကတကယ်လို့တတော်လို့ဖို့အပြစ်တော်ကြီးအခြေခံနေပါပြီ EU တွေလည်းကျွန်တော်ပြောချင်တာတော့ဖြစ်ချင်တာမပြောပါနဲ့တာဖြစ်ပြန်တာတွေဖြစ်နေတာပဲပြောဖို့ကောင်းတယ်လူတွေကတော့ဖြစ်ချင်တာလည်းလူတွေဖြစ်ချင်တာပဲကျွန်တော်လည်းဖြစ်ချင်တာတွေအများကြီးရှိတာပဲဒါပေမဲ့ကျွန်တော်ဖြစ်ချင်တာ အချက်ချင်းမှလည်းဖြစ်နေမယ်အဲ့တော့ဖြစ်တဲ့ဖြစ်နေတာပဲကျွန်တော်ပြောတာကောင်းတယ်ကျွန်တော်တို့ပြောတယ်ကျွန်တော်တို့ဟလာဒီမိုကရေစီတစ်ချက်ဒီမိုကရေစီရှင်ရေးပြတယ်တရားစမ်းတဲ့ပတ်သက်တဲ့အခွင့်အရေးပြတယ်ကမ္ဘာမှာကြီးလိုက်တာဘယ်မှာကြီးလိုက်အကုန်လုံးကမျှတာတဲ့အခွင့်အရေးပဲတွင်ရတယ်တစ်ဖက်သက်ခွင့်ဘယ်တော့မှပတ်ပြီးလို့မရဘူးအာဒါတိုင်းသားတွေဘက်ကတော့စဉ်းစားဖို့ပြင့်နေဆိုတော့ကျွန်တော်ပြောလို့ရတယ်ကျွန်တော်တို့အနေနဲ့တရားသားတွေပေါ်ပါလေဦးစားပေးပြီးတော့ကျွန်တော်ဆောင်ရွက်ပေးမယ်။အဲကျွန်တော်ဆွေးပြထားပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် နောက်ကြပြီးကြံခဲ့တဲ့တန်ရန်သားနေပြည်တော်အားလုံးကိုကျွန်တော်ဦးစားပေးပြီးဆောင်ဖို့အခုတော့ကျွန်တော်တန်ရန်သားကျော်လုပ်ပေးပါတယ်ကျွန်တော်တန်ရန်သားတွေဒီမတနာနာနဲ့မလို့တော့စိုက်ပွေးနဲ့မိုးမိုးကိုဟုတ်လို့မတော့မလို့ဘူးလားဒါအနာဂတ်တွေကတိတ်တဲ့နည်းပညာကျွန်တော်မလို့ဘူးလားအဲ့တော့သူတို့ကစိုက်ပွေးမိုးမိုးလုပ်တော့မှအခြေခံနဲ့စက်ပူလုံကလည်းအများကြီးကောင်းတယ်တိတ်တဲ့နည်းပညာမလည်းအများကြီးကောင်းတယ်သူတို့ကအနည်းတစ်ခုနဲ့အနည်းတစ်ခုကိုအားလုံးကိုသူတို့ပေါင်းစပ်ပေးနေတဲ့အနေအထားရှိတယ်အဲ့ဒါကျွန်တော်တို့ရဲ့ကျွန်တော်တို့အတွက်ဒုရချက်ပဲဒါကြောင့် တော်ကျွန်တော်ပြောပါတယ်ဒီမှာသူမဆောင်မှာဆိုလို့ရှိရင်ကျွန်တော်တိုက်ပြီးတော့အချင်းနဲ့မုဆာရှိမယ်လို့ကျွန်တော်ပြောပြောနိုင်ပါတယ်